ဒီနေ့ခေါင်းဆောင်နောက်နေ့သပင်းအစီပြန်လာလို့ဘွားကြီးရဲ့သုံးပုံတစ်ပုံကိုခေါင်းဆောင်ရင်ဖြတ်တန်းနေရသူတွေအတွက် ကဲဒီသပင်ဆိုရင်မို့ခေါင်းလျှော်ထားတာ၄ရက်ရှိပြီ။သူကအခုထိအဆီမပြောင်းမဲ့နဲ့တသက်ရက်ရှိနေတော့မယ်ပေါ့နော်။ဆိုတော့ခေါင်းလျှော်ရတာအရင်တက်တာပါရယ်။ဘာတွေသုံးလဲဆိုလို့ရှိရင် international TikToker တွေကြားမှာ viral ဖြစ်နေတဲ့ Rated Green ရဲ့ shampoo နဲ့ဥရပြပေါင်းတင်တဲ့ treatment လေးသုံးနေလို့ပါ။မို့က on to ဤကျန်းတဲ့သပင်ဖြစ်တဲ့အတွက် Rated Green ရဲ့ Reishia shampoo ဘူးအဖြူရောင်လေးကိုသုံးပါရယ်။ Organic shea butter shampoo ဖြစ်ပြီးတော့ sunflower seed oil ပါဝင်တဲ့အတွက် vitamin E ကျွဲဝရယ်။စံသားကိုတောက်ပြောင်ပြီးတော့ moisture အပြည့်ပေးနိုင်တယ်။ကိုကိုနဲ့ရက်နဲ့လေးနဲ့အမြုပ်ထွက်အားကောင်းပြီးဥရပြရရန်နာတွေအဆီပြန်နာတွေ ိုတိတတာတတာစီတဲ့ရှမ်ပူပါ viral ဖြစ်နေလို့သုံးကြည့်ပေမဲ့မိုးတေချာအကြာကြီးဆန်းလျှော်ကြည့်ပြီးမှသဘောကျလို့ပြောပြထားတာလीနော် balancing club pack လေးကတော့မိုးသုံးဘူးသမျှ hair treatment product တွေထဲမှာအတော်အကြိုက်တွေ့မိတာလေးပေါ့နော် silicone လုံးဝမပါဝင်တဲ့အတွက်ဒါလေးကိုဥယျာပြကျမ်းမာရေးအတွက် ပေါ့နော်ဥယျာပြကိုနှိမ့်နေပြီးတော့သုံးလို့ရတယ်လို့သပင်အတွက် hair mask လိုမျိုးလည်းသုံးလို့ရပါတယ် charcoal နဲ့အဓိကလောက်ထားလို့ဥယျာပြမှာရှိတဲ့ white and white char balance ကိုချိန်ညှိပေးနိုင်တယ်ဥယျာပြလေးအေးပြီးတော့ relax ဖြစ်သွားအောင်ပူရှင်းလေးလည်းပါဝင်လို့ပေါက်ထားတာကိုလည်းတတ်တာစီဆန်သားကိုအရင်ကနေစပြီးတော့ ကျမ်းမာစီပြီးသပင်ကျွတ်တတ်တာရယ်မိုးရဲ့သပင်ထူထူကျန်းကျန်းကဒါလေးနဲ့မှပျော့ဤသွားတာအရှမ်းရောင်သဘောကျပါတယ် Raider Green ရဲ့ product လေးတွေအကုန်လုံးက made in Korea ဖြစ်ပြီးတော့ premium quality ရတယ်မိုးအတွက်ဆိုလို့ရှိရင်ဒီဟာလေးတွေကအစီပြန်တာတိတိတတ်တာတတ်တာသွားစေတဲ့ hair care routine လေးပေါ့နော်ဆိုတော့ main clip တော်တော်များများကြုံရတယ်ဒီနေ့ခေါင်းရှော်နောက်နေ့သပင်အစီပြန်သပင်တွေကတ်သွားတဲ့ပြဿနာကိုတိတာစွာတတ်တာစေတဲ့ဒီ shampoo နဲ့ scrub pad လေးတွေဖြစ်တဲ့အတွက်စမ်းသုံးကြည့်နော်မိုးကတော့ခေါင်းတစ်ခါရှော်ထားပြီးရင်၄-၅ရက်လောက်အဆင်မပြေမဲနဲ့အဆင်ပြေစေတဲ့ Raider Green လေးတွေကိုအရင်သဘော ကြနေပြီဖြစ်လို့ဒီရက်ပိုင်းမှာဒါလေးတွေပဲသုံးပြနေပါဗျ။နောက်ထပ် TikTok တွေမှာပြန်တွေ့ပါမယ်။